ုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်၆မျိုးကဘာတွေလုံးဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်စိုက်တဲ့လူအယံနေအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာ အယိတ်အာဝတ္တရင်းနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပါတဲ့အာရမဆိုတာခုခေတ်ဆိုရင်ချမ်းလုပ်ငန်းလို့ဟာမျိုးပေါ့နော်ချမ်းတပင်ဆိုင်တယ်ဥယျာဉ်ဆိုင်တယ်ရောပါဆိုဆိုင်ပြောတာဥယျာဉ်နေဆိုင်ပြောတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသတရားနေရောညပါတိုးတက်နေတယ် ။ဘာကြောင့်လို့ဆိုရင်သူကုသကသာဝရကုသနေတတိယရင် နေတိုးမှာပဲညတတိယညတိုး။ဆိုလိုတာဒါသာဝရကုသကြောက်သွားတဲ့ကုသမဟုတ်ဘူးလေ။ဥယင်ဆိုင်ပြိုးထားတယ်။ဥယင်ဆိုင်ပြိုးလိုက်တဲ့ဖြစ်ထိုးဥယင်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆို။ငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယင်ဥယင်တွေကိုမှီပြူပြီးတော့စားစရာတွေပြပြဝါရ။ ခိုးစားတော့လည်းသွားမကြွေးလိမ့်နဲ့တန်းနေအဲ့လိုတစ်ပင်ဆိုင်ထားလို့ရှိရင်တော့ဟိုအကျိုးပြုမှသိချာတယ်နော်အဲ့လိုတစ်ပင်ဆိုင်ပေးထားတဲ့အခါမှာညက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့တစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းတယ်သူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်တဲ့တတ္တဝါတွေဟာလည်းပဲတစ်ပင်ရိတ်တွေပါမီးပြီးတော့သူတို့ရဲ့ပုံမိမ့်မှနေရရှိတယ် ။တပင်ခေါ်လိုက်လို့ရှိရင်ဘုံမိမ့်မှပြုတ်ကြတာ။တွေ့ရမလား။ဘောရမြိုင်ဘက်မှာမြေးပြိုးတာတွေ့ရမလား။မြေးပြိုးရင်အိမ်တွေလည်းပါသွားတာ။အဲ့တော့တပင်လဲရင်လည်းတပင်ပေါ်မှာရှိတဲ့ဘုံမိမ့်မှနေပြည့်စုံမှာပေါ့ဒါထုံးစံ။သူတို့ခံအားလျော်စွာဒီယောဂဇုဆိုတာတပင်ခွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးစရာဆွဲတယ်လို့ဘဲကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့။ ရှုကစိုးသစ်ပင်ကွာကြထိုင်နေရုပ်ညောင်းလို့ဖြစ်နေမှာဆိုလိုတာကရှုကစိုးမှာဖိမှန်2မျိုးရှိတယ်အမျိုးအစားနှစ်ခုရှိတယ်ရှုကစိုးရဲ့ဖိမှန်ဟာသစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဖိမှန်မျိုးတစ်ခုသစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဖိမှန်တစ်ခုနှစ်ခုရှိတယ် သိခက်ပေါ်မှာတည်တဲ့ဗိမာန်ကိုတာခတ်ထဗိမာန်လို့ခေါ်တယ်။တာခါဆိုတိပိသိခက်တာခတ်ထထဆိုတာအဲ့ပေါ်မှာတည်ရှိနေတာ။သိခက်ပေါ်၌တည်ရှိနေသောဗိမာန်နဲ့နေတဲ့ယုတ်ကစိုးကိုတာခတ်ထ။ဟော။အဲ့ဒါကျတော့သိကိုင်းခုတ်လိုက်တာနဲ့သိကိုင်းကုံသွားရင်သူ့ဗိမာန်ပြည့်စုံသွားတယ်။ ဒါမှမဟုတ်ပမာရီကနတ်နေကိုင်းချန်နယ်ဆိုတာအဲ့ဒီအသေးကိုပြောတယ်တက်ကိုင်းကုံအောင်မခေါ်ဘူးတက်ကိုင်းကုံလို့ရှိရင်သူတို့ဘိမှယက်တိနိုင်စွာမရှိတော့ဒီတစ်ပင်မောမြောင်းလို့နေတာမဟုတ်ဘူးတစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံဘိမှနေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုရင်ပဲမြေပေါ်မှာအိမ်ဆောင်နေကြတာလေမြေကြီးပေါ်ကျရင်အဲ့ထာမှမဟုတ်တာအဲ့နတ်တွေလည်းပဲတစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ ရုခထဗိမာန်ဆိုတာကြတော့သစ်ပင်ကြီးလဲလိုက်လို့တင်ငုပ်တူရှိနေသေးတယ်။တော့သူ့ဘုံမိမမပြတ်သေးဘူး။ဒါရုခထသစ်ပင်ရှိနေတယ်ဗျာ။အမြစ်ပါတူပြစ်မှသူ့တဲ့ဘုံမိမပြတ်တယ်။ဒါဘုံယုတ်ကစောကနှမျိုးနော်သစ်ခတိကောင်းခုတ်ရင်ယုတ်ကစောကစိတ်ဆိုးတယ်။သူ့ဘုံမိမနေပြည့်စည်တယ်။အော် တချို့ယောဂီတို့ကစိတ်မဆိုးဘာကြောင့်လို့ဆိုရင်တပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်သင်္ကုတ်တို့ရှိတယ်နေလို့ရနေသေးတယ်သူ့ဘိမမပြတ်ဘူးအဲ့တော့ကိုမမြင်ရမဲ့တရားတွေဟာလည်းပဲအခုလို့အယံဥယျံစိုက်ပြိုးပြီးတော့ထားခြင်းအဖြစ်တရားတွေပုံမှန်အများကြီးကျုပ်ပြုတ်သွားဒါကြောင့်ဒီသာဝရကုသိုလ်မျိုးဟာနေတတိယရင်ညတတိယရင်ညကုသိုလ်တွေတိုးတယ် အိပ်ပြောနေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပြောနေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေ့တတိယရင်နေ့ကုသိုလ်ရမယ်ညတတိယရင်ညကိုတိုးမယ်နော်လူကခေါ်ခေါ်နဲ့နေပြီးကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့ဒါအဲ့တော့လူကအိပ်ပြောနေပြီးတိုးတာတော့အတိုးပါပဲပတ်စံအတိုးအဲ့ဒါတိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့ သူများဆရာပစံချီးထားရင်တော့အဲ့ဒါအတိုးအတက်နေမှာနော်လူအိတ်နေလဲအတိုးကတော့မအိတ်ဘူးလို့ပြောကြတယ်လေးထားကြအောင်အဲ့လိုမျိုးကတော့တိုးတယ်ကုသကတော့မတိုးဘူးအိတ်နေလို့တော့ကုသကမတိုးဘူးတောင်တွင်းမြောင်းတွေတွေးနေလဲကုသကမတိုးဘူးကုသတိုးတာပဲချိန်တိုးတာတော့သတိရရင်ဝမ်းသာရင်ကုသတိုးတယ်အဲ့တော့ခဏခဏသတိရကိုလောက်ထားရအောင်ဒီလိုဆိုလို့နော်အတိပ္ပယ်အဲ့ဒါလိုအတိပ္ပယ်နောက်တစ်ခုကဝဏရောပတယ် သစ်ပင်ဆိုင်တယ်သစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်သစ်ပင်ဖြစ်လာလို့ရှိရင်သစ်ပင်ကောင်းငတတောင်းခိုးဆိုတာမျိုးလို့အများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့သရဝတွေကိုအာဟာရနဲ့ပံမိုးထောက်ပံ့ပေးရရောက်တပေါ်တိပင်ကိုမိပြီးတော့စားစားတော့ကြတဲ့သရဝတွေအများကြီးဟာတိပင်ဆိုင်ပေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့သစ်ပင်ဆိုင်ပြိုးခြင်းကုသိုလ်ကိုဝနာရောပါလို့သူခေါ်တယ်။နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့သစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကရေစနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတယ်။တော့မို့ မြေရေတော့မရှိဘူးကဘာကဘာ6ကဘာရှိနေအဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ဂုတ်ထိတ်တရားလို့ပေါ့ဟိုပဲကူးလို့ရတယ်ဟာအဲ့ဒီလိုတရားမျိုး ပေါင်းကူးတာတွေလုတ်ပြီးတော့လှူတယ်။နောက်ကားသွားလို့မရအောင်ခြိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ်။ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင် တရားခင်ပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်နော်တေတုလို့တေတုဆိုတာတရားယေစနာတေတုကာရကတရားခင်မှုကိုတေတုကာရကလို့ခေါ်တယ်သူ့ရဲ့ကုသိုလ်ကတရားခင်ပေးတဲ့ကုသိုလ်ပေါ့တရားခင်ပေးတဲ့လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာတောင်းနိုင်အောင်စီမံပေးတာဖြစ်သောကြောင့် အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝန်တာစရာဖြစ်တယ်ဝန်တာတိုင်းဝန်တာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဟောဥယျာဉ်ဆိုင်ပြိုးတဲ့ကုသိုလ်တစ်ပင်ဆိုင်ပြိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်၃မျိုး နောက်တစ်ခုကပါတော့ဆိုပပင်စဥဒပါနေစရေတရန်တိဥပတ္တယပပင်စဆိုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကပါတော့ဆိုရေဥစဉ်တဲခုခေတ္တရေဥစဉ်ယဉ်ကျေးမှုကပြောင်းနေတယ်တော်တော်များများပြောင်းသွားပြီတော်ရဒီမှာတော့ရှိရေဥစဉ်ယဉ်ကျေးမှုတဲ့နော်ရေဥစဉ်ယဉ်ကျေးမှုခုခေတ္တရေဥစဉ်အဲတဲရနည်းနည်းရှားလိုက်ပေါ့လေ ရေဥစဉ်ရင်ကျင်းမှုကုသတ္တတဲ့ယောဂဝိရဏတွေပေါ်တော့လေရေဥစဉ်သူတော့ပို့တော့ဆိုခက်တယ်။ဒါပေမဲ့တခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်။သို့မဟုတ်ပါဇက်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတော့တဲ့ဤလည်းရှိပါတယ်နော်။ဆိုလိုတာခီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေစံငမ်းမွနေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့တောက်ရည်ကိုတီထား ပေးချက်ကုသိုလ်ဟာတဲ့ပဲတောလာတဲ့လူတွေကိုပန်းပြေပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပြဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘသူရဲ့လူသမတ်တာမဟုတ်ဘူးဒီလမ်းကြောကသွားတဲ့ပုဂ္ဂိုလ်တွေမှသည်ဆာလောင်မုတ်သိမ့်လို့ရှင်ရှင်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲ ထာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်ထာဝရကုသိုလ်ခုခေတ်တော့ခင်မိတော့ရေသမူလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်ပိုက်ကလည်းပဲဟိုဖွင့်ပြီးတော့တောင်းရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘလို့ထားတော့ဆိုပိုက်ခေါင်းတွေကသူက ဘောအစွတ်ကလေးနဲ့ထားတာအဲ့ဒီအစွတ်ကလေးကိုမတင်နိုင်မှရဲထွက်တာဟုတ်လှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ကောင်းမှအစွတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရဲထွက်သွားအဲ့ကြတော့သူကနွားရည်တောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားပမာပြေကရေအဲ့ရေကောင်းတော့တောက်လို့ရမှာမဟုတ်ဘူးသွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်တယ်ဟာဟိုကတော့မတင်လိုက်တာနဲ့ရေရထွက်လာ မြောက်ကလည်းတောက်တတ်တယ်နွားလည်းတောက်တတ်တယ်အဲ့ဒီရေဥစဉ်မျိုးအဲ့လိုရေဥစဉ်လုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်တုဒုအချိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဒပါဏရေဒီသူလောင်ထားတဲ့တွင်ရေတွင်ရေကံရေကံမဖြစ်ဖြစ်ရေတွင်မဖြစ်ဖြစ် ရှေရှားတဲ့အရာတွေဒါတွေမှာအဝီစီတွင်တူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်တူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရှေဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်မွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်တဲ့အပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြန့်သွားစေတယ်ဘလောက်ပဲပင်မပင်မမျက်နှာလေးတင်းလိုက်ရရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ် အဲ့ဒီအကျိုးတွေကိုမျောကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး၅မျိုးရှိတာနံပါတ်၄ကအယံဥယျာဉ်ဆိုင်ပြုတ်ပြီးတော့လူတန်းတဲ့ကုသိုလ်များတွေ့တစ်ပင်ဆိုင်ပြုတ်ပြီးတော့လူတန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လူတန်းတဲ့ကုသိုလ်ရှေးဩစဉ်လူတန်းတဲ့ကုသိုလ် ရေတွင်းရေကန်လှူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရင်ကျေးမှုတွေနဲ့သက်ဆိုင်နေရဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လာတယ်နောက်ဆုံးကရေတံတိဥပတယံခီးသွားလာတဲ့နေရာမျိုးတွေမှာဥပတယဆိုတာအဆောက်အဦပေါ့နော်ရေတံတိဥပတယံအဆောက်အဦဆောက်လှူတယ်ဆိုတော့ဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာ ဒီနေရာမှာဘလို့အဆောင်ဥရုံလို့ဆိုတာလည်းမပါဘူးဘသူ့ကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ကြရတော့မြမလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအလုံးဟာခေးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိတ်ဆက်လို့ရတဲ့ဆရာကတုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော် အကံပိုင်စရာကတုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အစရာကတုံးဆိုတာအဲ့ဒါကာမပါဒကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအဲ့လိုလည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းသောလမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တပီတိဖြစ်เสียသာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ၆မျိုးနဲ့ ရသဗျာကဖြေလိုက်တယ်။ဘယ်ပုဂ္ဂိုလ်တွေမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲ။ကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်မှာတိုးတယ်။ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာသလဲ။ကုသိုလ်ဆိုတာတခါတည်းရပိဋိဖြစ်တိုးပြန်တယ်။တခါတည်းရပိဋိဖြစ်တိုးတယ်။အဲ့လိုတိုးအောင်လုပ်တဲ့နေနဲ့အဲ့ဒီမှာမြတ်စွာဘုရား ဟောတာ ဘာကုသိုလ်လို့ဒီတခုတည်းမပြောပဲနဲ့သာဝရကုသိုလ်မျိုးတွေနဲ့ကြီးပဲပြောထားတာခွာကြည့်လိုက်ကြည့်လိုက်မယ်ဆိုအားလုံးကသာဝရကုသိုလ်တွေသာဝရဆိုတာရွေးရှားလို့မရတဲ့သာဝရကုသိုလ်တွေပဲเนาะတနေရာတည်းမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲအဲ့ဒီသာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့နေနေညာညာတတိယတိုင်းဝန္တာရှင်ရှင်မျိုး ပီတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနှစ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်တယ်။အဲဒါအလုံးစိတ်ထဲမှာကြည်နူးစရာကောင်းတယ်ကိုလို့တဲ့အလုပ်ဒီမြတ်စွာဘုရားကဒီတရားဟောထားတာကိုတိုင်းမှတ်သားထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝမှာသာဝရကုသိုလ်မျိုးတစ်ခုလုပ်ထားလို့ရှင်ဘယ်လောက်ကြည်နူးစရာကောင်းမလဲနော် တခဏသာဖြစ်တဲ့ကုသိုလ်မျိုးမျိုးပဲနဲ့ထာဝရကုသိုလ်မျိုးတွေကိုတို့တဲ့တွေလောရတယ်လို့စိတ်ထဲမှာဝန္တာပီတိဖြစ်ရအောင်အဲ့တော့ဒီဝန္တာပီတိဖြစ်เสียဒီတောရိတ်တောင်ရိတ်ဆိုတာဟာလောကကြီးကိုအေးချမ်းစေတဲ့နေရာတွေဖြစ်ရမြတ်မကတောတောင်ရဲ့သဘာဝတောတောင်ကိုအပြည့်ပြုပြီးတော့သူတော်ကောင်းတွေဟာနေကြထိုင်ကြတာဖြစ်တော့ကြ တောတောင်တွေပြောက်ကွယ်သွားခြင်းအဖြစ်သူတော်ကောင်းတွေစိတ်ဆင်းရဲเสียဖြစ်တယ်တောတွေတောင်တွေတောင်ပြိုတောပြုံးပြီဆိုလို့ရှင်ပထမဆုံးထိခိုက်တာတော့တိရိစ္ဆာန်တွေပဲပေါ့နော်တိရိစ္ဆာန်တွေထိခိုက်တယ်တောထဲမှာနေတဲ့တိရိစ္ဆာန်တွေဟာသူတို့နေရာဌာနကြီးကပုံပြောက်လာတော်ရီပြုံးနေတောင်နေပြိုးရဲဆိုနေကြမရှိနေကြမရှိတဲ့အခါတိရိစ္ဆာန်နေတဲ့လူတွေဟာပฏิပက္ခဖြစ်လာကြတယ် ။ဒါမို့လို့ဒီနာတိုက်ကြီးတို့ဥက္ကံတို့ဆိုခဏခဏဆင်းနေဆင်းရိုင်းနေဆင်းလာပြီးတော့လူတွေရဲ့စိတ်ခင်းနေဖြစ်စီးတယ်ဆိုတာတောပြုံးလို့ဖြစ်လာတဲ့ပြဿနာတွေသာဖြစ်တယ်ဘော။ဒီနာဘေကုဏအယတ်ဒီမှလည်းထို့တူပဲယမယံကတောဆင်းရိုင်းနေဝင်ရောက်ပြီးတော့ဖြစ်စီးတယ်ဆိုတာဒါလူတွေလုတ်တဲ့လုတ်တွေကြောင့်လို့လူတွေကိုတုံ့ပြန်ဒုက္ခပေးတဲ့အနေအထားမျိုး အလုံးတိရိစ္ဆာန်တွေတစ်ခါရောက်တယ်။အော်တောတောင်ကောင်းသွားပြီဆိုရင်တိရိစ္ဆာန်တွေဟာဘလို့အေးချမ်းသာရမှုရှိကြမလဲ။သူတို့တော်ထဲမှာခေဟစနစ်ဆိုတော့အီကိုလိုဂျီဆိုတခုနဲ့တခုဆက်ဆက်ဆွဲပြီးတော့သူတို့အသက်ပေါ်မှာရှင်သန်နေကြတာဖြစ်တယ်နော်။ဆက်တယ်ပြီးရှင်သန်နေ။ သူတော်ကောင်းတွေရဲ့ရှုတော်ဝါကြည့်လိုက်မယ်ဆိုရင်သူတော်ကောင်းတွေထဲမှာထူးခြားဆုံးသူတော်ကောင်းကမြတ်စွာဘုရားအဲ့မြတ်စွာဘုရားဘဝလေးကိုနည်းနည်းစဉ်းစားကြည့်ဘုရားဝင်ကိုသိတယ်ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားဘဝဟာတောနဲ့အမတမ်းဆက်ဆက်တယ်ဖွားတော်မူတဲ့အခါမှာလည်းတပြည့်အောင်မဖွားဘူးနော်ခြင်းမခါနာတို့တော့ပြီးဖွားတာမဟုတ်ဘူး အမြတ်စွာဘုရားတော့တိပိအောင်မဖွားလောမဏီတိပိအင်းကြီးမအောင်မဖွားမွေးဖွားပြီးတော့လေဒီတရားချင်းမှုလည်းတော့ကထွက်ခွာသွားပြီ29နှစ်အရွယ်တောထွက်ပြီ6နှစ်တရားကျင့်တော့လေတောတယ်မှာပဲကျင့်တယ်တိပိအောင်မှာပဲကျင့် မွေးတော့ကလည်းတပင်အောင်မှမွေးတယ်တရားကျင့်တော့လည်းတော်တယ်မှာတပင်အောင်မှကျင့်တယ်ဖျားဖြစ်တော့ကမာဘောရိပင်အောင်မှာဖျားဖြစ်တယ်ဖျားဘုရားမှာနေတဲ့ခါရောစေတဝနေဝိဟရတိဝေလူဝနေဝိဟရတိဣတိပတနေဆိုတာဒါတွေအားလုံးဟာတော်ရီတောင်းနေချစ်ပဲကောမြတ်စွာဘုရားရဲ့ဘုရားမှာတောတောင်းနေမှာပဲ သရင်သုံးနေထိုင်သွားတာရာသက်ပါလို့ပဲတော်ရီတောင်းနေတယ်မှာပဲသရင်သုံးပြီးတော့နေထိုင်သွားတယ်ပြိဋိဝံဆန်တဲ့အခါကျတော့လေကုတိနာရာလို့ခေါ်တယ်ကုတိနာယုံမန္တမင်းတို့ရဲ့အင်းကြီးဥယင်တဲ့ကအင်းကြီးမဲ့နှစ်ပင်ချာမှာပြိဋိဝံဆန်သွားမြတ်စွာဘုရားဟာဖျားဖြစ်တော်မူတဲ့အချိန်ဖျားအဖြစ်အသိဉာဏ်တူရတဲ့အချိန်မှာ ပေါ်ရပင်ကိုကြောပီးပြီးတော့အရှိလောကရကိုကြည့်ပြီးထိုင်ပြီးတော့ဖျားဖြစ်တာနေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဖျားဖြစ်တာဗာဒိဗေဆိုတာကိုတော့မပြောကြပါနဲ့ကိုယ့်ကိုစဉ်းစားကြည့်မယ်ဆိုရင်ပြောလို့ရတာဘာတစ်ခုတော့မြတ်စွာဘုရားအရှိလောကရကိုကြည့်ပြီးတော့နေထွက်တဲ့အရာကိုကြည့်လိုက်တော့အဲ့ဒီမှာဖျားဖြစ်ခြင်းရဲ့အဓိပ္ပာယ်ဘာလို့ဆိုရင် နေမင်းကြီးပေါ်လာလို့ရှိရင်လောကလူတွေဟာလောကသူတွေဖို့အမှောင်ပြောက်ပြီးတော့အလင်းရောက်ရောက်လာတာပဲလေဖះပွင့်လာခြင်းဟာလည်းပဲအရှိဘက်ကမျက်နှာမူပြီးတော့ပွင့်နေတဲ့ကြောင့်လောကကြီးကိုအလင်းပေးမယ်ဆိုတဲ့သဘောကိုဖော်ပြနေတာဟုတ်လောကကြီးကိုအလင်းပေးနေထွက်တဲ့ပဲရသော်ဘုရားဆိုတဲ့ဒီအသိဉာဏ်နေမင်းကြီးဟာထွက်ပေါ်လာတဲ့အခါလောကလူသားတွေ မတရားကိုသိရှိခွင့်ရတယ်။နေထွက်လာတဲ့အခါအမောင်တွေပြောက်ပြီးတော့လူတွေကအကောင်းဆုံးအကြောင်းကျိုးမျက်စိနဲ့မြင်လို့ဆုံးဖြတ်နိုင်စွာဖြစ်လာတယ်။မြတ်စွာဘုရားပွင့်လာတော့လေတရားဓမ္မကိုသိကြတာ။နေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ပွင့်လာတာဒီအသေးပဲကိုဆောင်းတယ်လို့ဆိုတာဖြစ်တယ်။သို့သောတတ်တော်ရှိစေပြည့်တဲ့အခါမှာပြိဋိဘဆန္ဒမူရောမယ်ဆိုတဲ့အချက် မြောက်ဖက်ကိုခေါင်းထားပြီးလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမျက်နှာကပဲပဲရောက်သွားအနောက်ဖက်ရောက်သွားကိုယ့်ကိုအိတ်ချီမသေးကြလို့ရှင်အဲရံကောင်းလူတွေတောင်မြောက်လဲကွဲတာမဟုတ်ဘူးကွန်ပတ်စ်လေးရှာထားမှပဲဘယ်ဘက်ကတောင်လဲဘယ်ဘက်ကမြောက်လဲတွေ့ကြနော်အဲ့တော့ မြောက်ဘက်ကိုခေါင်းထားပြီးတော့အနောက်ဘက်ကိုမျက်နှာမူစောင်းပြီးတော့အိပ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မျက်နှာတော့ဟာအနောက်လောကရဘက်ကိုမျက်နှာမူပြီးသားဖြစ်ပွင့်နှောင်းကအရှိဘက်ကိုကြည့်တယ်ပြိဋိဘာသံတော့အနောက်ဘက်ကိုကြည့်ဘာအဓိပ္ပာယ်လဲလောကကြီးကိုလင်းအောင်ပေးနေတဲ့နေမင်းကြီးဝင်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲအနောက်ဘက်ကနေထွက်တယ်လို့မရှိဘူးလေနေဝင်တာပဲရှိအဲ့တော့ မြတ်စွာဘုရားဒီပြိဋိဘဆံသွားခြင်းအဖြစ်လောကလူသားတွေအသိဉာဏ်တွေဆုံးရှုံးသွားတယ်ပေါ့အလင်းရောင်ဆုံးရှုံးသွားတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဒီဆုံးရှုံးသွားရင်အလင်းရောင်ဆုံးရှုံးတယ်လို့ဆုံးရှုံးမှာဖြစ်တယ်အဲ့ဒီအသေးငယ်လေးကိုခေါ်ကျူးတဲ့အနေနဲ့မြတ်စွာဘုရားဟာအရှိပဲလက်ပြီးတော့ဘုရားဖြစ်ပြီးလေယာနှစ်ပါးကိုဆောင်းလို့အနောက်ဘက်ကိုမျက်နှာမူပြီးပြိဋိဘံဆံတော်မူခြင်းဟာ လောကသားတို့အတွက်ပညာတစ်ခုပေးခဲ့ခြင်းပဲဖြစ်တယ်။ဖရာရဲ့ကရုဏာအမတမကြီးမားတယ်ပြိဋိဘံဆန္ဒတောင်းပါပဲမင်းတို့ဆန္ဒမူနာယူခဲ့ဖို့လှုပ်ထားခဲ့တာဖြစ်တယ်ပေါ့နော်။အစသာရရအသိပညာတွေပေးခဲ့။လောကမှာအသိပညာအလွန်အရေးကြီးတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကနတ်သားတယောက်ဟောပြောတဲ့မိကုန်းနဲ့မိတဲ့မိကုန်းကိုအခုလိုသာဝရကုသိုလ်တွေနဲ့ဖြည့်လိုက်တာ။ နောက်တစ်ခေတ်ကျတော့တိပ္ပဏီပြောင်းအောင်ခုံးကြလိမ့်မယ်ဆိုတော့တိလို့များဖြစ်မလားမသိဘူးအဲ့ဒါကြောင့်မို့ဒါတွေစိုက်ကြလို့ဆိုရအထိပဲဖော်ပြတာနော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2006ကဟောခဲ့တဲ့တရား2006အဟောခဲ့တဲ့တရားအဲ့တော့အခုတို့လူတွေဟာတက်တက်ကြွားကြွားဒီကုသိုလ်ကိုအရာယူနေကြတော့ဝန်သားဆရာပေါ့နော်ကမ္ဘာလောကကြီးကိုတိပ္ပဏီဖြင့်အေးမြအောင်ဆောင်ရွက်နေကြပြီ အာရမရောပါအယံသစ်ပင်နေဥယျာဉ်နေစိုက်ပြိုးတယ်ဝဏရောပါသစ်ပင်နေစိုက်ပြိုးတယ်တော်ရီစိုက်ပြိုးတယ်တေတုကာရကသွာလာခက်တဲ့နေရာတွေမှာတရာခင်ပေးတယ်ပပရှိဥစဉ်ရင်ကျေမှုဥဒ္ဒပါဏရေတွင်ရေကလှူရညာတယ်ရေတရန်ဒီဥပတ္တယံလူတွေနားခုတ်ဝဲအဆောက်အဦတွေဇရက်တွေဆောက်လို့လှူရညာတယ်ဆိုတယ် ဒီကုသိုလ်မျိုးတွေဟာသာဝရကုသိုလ်မျိုးတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဒီနတ်သားရဲ့အမိကိုဒီကုသိုလ်မျိုးတွေနဲ့ဖြည့်ခဲ့တာဟာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့တကယ်ကိုရှေးကမြန်မာလူမျိုးတွေဟာဒီသုတ်တန်ကိုကြားနာပြီးတဲ့အခါမှာဒီကုသိုလ်မျိုးတွေယူခဲ့ကြတယ်လို့ပဲဒီလိုယူဆမှာရှေးလူကြီးတွေကစိုက်ကြတယ်သစ်ပင်နေเนาะအများကြီးစိုက်ကြတယ်သစ်ပင်နေနောက်လူတွေကတော့မစိုက်တာ ရှေးကလူကြီးတွေတပ်ပင်းကြီးအများကြီးဆိုက်ခဲ့ကြတယ်။ခုလေတပ်ပင်းဆိုက်တဲ့အဖွဲတပ်ပင်းကြီးဆိုက်ပြိုးလာကြတယ်ဆိုတာဒါကောင်းတဲ့အလုပ်တစ်ခုပြန်နေရှင်သန်းလာခြင်းဖြစ်တယ်ပေါ့နော်။ရသော်ဗျာဟောတဲ့အတိုင်းပဲသာဝရကုသိုလ်တွေကိုပြုလို့ဒီအတွက်ကြောင့်သာဝရအစဉ်အမြဲကုသိုလ်တရားတွေဟာယင်ထဲမှာတိုးတက်များပြားလာမှာဖြစ်တယ်လို့သိကြပါ့။